နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်တဲ့2021ခုနှစ်မတ်လ10ရက်နေ့မှာမြန်မာနိုင်ငံမှာထမိန်တွေအလံထူပြီးနေကစားကြွားတလူဖြစ်နေပါတယ်။လမ်းတွေပေါ်မှာလည်းထမိန်တန်းတွေကိုဟိုနာဒီနာအနှံ့ပြတွေ့ရပါတယ်။2021ခုနှစ်မတ်လဆန်းကလေးကကန်တော်လေးဘက်တိမ်ဖြူလမ်းဘက်မှာစီကားရီလာမဲ့လမ်းပေါ်ထမိန်တန်းတွေထိုးရတာကနေတဖြည်းဖြည်းနေရာအနှံ့ပြမှာပွားများလာတာဖြစ်ပါတယ်။စီကားရီစစ်သားတွေဟာထမိန်တန်းအောက်ကမဖြတ်ချင်တာကြောင့်ထမိန်တွေတက်ဖြုတ်နေကြချိန်မှာ ဆန္ဒပြသူတွေအတွက်ရှောင်တိတ်ကြရအောင် တမင်ယူချက်ရှိရှိလှုံ့ဆော်ကြတာဖြစ်ပါတယ်မြမအစင်လာယူဆမှာထမိန်တအောင်ဝင်းရင်ဖုံနေတက်တယ်လို့ယူဆရှိပါတယ်စစ်တပ်ထဲမှာလည်းထမိန်တအောင်ဝင်းရင်တိုက်ပွဲကြတတ်တယ်လို့ယူဆရှိပါတယ်ဒါကြောင့်စတားတော်တော်များများကထမိန်တအောင်မဝင်ကျင်ကြပါဘူးရန်ကုန်မြို့ကနမဲကြီးပြည်ရင်ဆရာတို့ကတော့တက်မတော်သားတွေထမိန်တအောင်မဝင်ကျင်ကြတာဟာအကျိုးအကြောင်းခံခံမှန်မှရှိတယ်လို့ TN Media ကပြောပါတယ် တချို့စစ်သားတွေဟာခန္ဓာကိုယ်မှာဆေးရိုးထားတာတွေရှိရယ်အသက်နဲ့ရင်းပြီးတိုက်ရတဲ့သူတွေဆိုတော့ပြီးစေးတွေဘာတွေထိုးတတ်တယ်တချို့တွေက ကိုလုံးစီတချို့ကရွှေကြောကိုင်းဝင်းကိုင်းနဲ့ဆေးရိုးထားတာတွေအင်းရိုင်ခလက်ထိုးထားတဲ့သူတွေရှိရယ်အဲ့ဒီလိုလူတွေအတွက်ရှောင်ကျင်ရမယ့်အချက်တွေ အများပြားရှိတတ်တယ်အဲ့ဒီရှောင်ကျင်ရမယ့်အချက်တွေထဲမှာအားလုံးတူညီစွာရှောင်အောင်မယ့်အဓိကအချက်တစ်ချက်ကတော့ထမိန်တန်အောင်မဝင်ရဘူးဆိုတဲ့အချက်ပဲဖြစ်တယ် ထမိန်တအဝင်ပြက်ပြဲတဲ့ဖုံးနေတယ်ဆိုတဲ့အယူဆရှိတယ်လို့သူကပြောပါတယ်။တာဂီရအပတ်မှာဆိုရင်ထမိန်ခန်းစစ်ကြောင်းလို့တော့ခေါ်ပေါ်ပါတယ်။ထမိန်ရန်တွေလမ်းပေါ်မှာတဒန်းမီတဒန်းအစင်းစင်တန်းထားတာမျိုးတွေ့ရပါတယ်။တချို့ကအမျိုးသမီးအတွင်းခံပေါင်းမိတွေအတွင်းခံအင်ကြီးတွေကိုပါတန်းပေါ်တင်ကြတာမျိုးလည်းတွေ့ရပါတယ်။တချို့ကစစ်သားတွေအတွက်အချိန်နှောင့်နှေးအောင်ဆိုတဲ့ရည်ရွယ်ချက်ထက်ပုံလေးနဲ့တဲ့အကြံစီမျိုးလည်းရှိကြတယ်လို့ဆိုပါတယ်။ အဲ့ဒါကတော့ရေဒီယာအဖြစ်အသုံးပြုကြရလို့ဆိုပါတယ်။ထမိန်ကိုဘလိုနည်းနဲ့ရေဒီယာအဖြစ်အသုံးပြုကြရလဲဆိုတာကိုတော့မန္တလေးမြို့ကနမဲကြီးပုံနာပေရင်ဆီယာတူကထမိန်ဆိုတာတလုံးကြီးခွဲဖက်ရင်ထပြီးလို့အတန်ထွက်တဲ့အတွက်တနိုင်ငံလုံးထကြဖို့ရေဒီယာအဖြစ်လောက်တာလို့ဆိုပါတယ်။ဒါအပြင် ရှေးခေတ်ကထမိန်ကိုတန်ဖီလို့ခေါ်တဲ့အတွက်တန်ပြန်တဲ့အာနာဖီဆန်နဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့ရေဒီယာချေရာဖြစ်ပါတယ်။ တမရော်သားတွေဟာအတန်းနဲ့ရင်းမီစစ်တပ်ရသူတွေဖြစ်တဲ့အတွက်ထမိန်တပ်ဟာသူတို့အတွက်အနေရရှိရလို့တော့ယူဆကြတဲ့အကြောင်းကိုလည်းရန်ကုန်မြို့ကနမဲကြီးပီရင်ဆရာကြီးကဆိုပါတယ်စစ်သားတွေတွေမကောက်ရိုးရိုးလူတွေလည်းမဝင်ကြဘူးကျွန်တော်ကဝင်ခိုင်းလဲမဝင်ဘူးစစ်တပ်ထဲမှာကပို့ပြီးအယူဆရှိရစစ်ဘက်ဆိုင်ရာမှာတိုက်ပွဲဝင်နေကြတဲ့လူတွေထမိန်တအောင်ဖျက်ရှောက်သွားမြင်တိုက်ပွဲကြတာပဲဒါအခုခေတ်မှမဟုတ်ဘူးရှေးတုန်းကတည်းကပဲတာမန်စစ်သားဆိုတာမပြောနဲ့ အလွန်အစွမ်းကောင်းတဲ့ပြဝီလိုလူစွမ်းကောင်းတော့မအုံစားကထမိန်တန်းနဲ့ပေါက်ဖမ်းလိုက်တော့ဘလောက်စွမ်းစွမ်းနောက်ဆုံးအဖမ်းခံရတာပဲပြဝီအဖမ်းခံရတာထမိန်တန်းလက်ချက်ပဲလို့ပြောပါတယ်ပြည်စရာကြီးကတော့ထမိန်တန်းကိုတချို့ကအောက်လန်းအစီမံဖြစ်နေလဲအသုံးပြုတတ်တဲ့အတွက်ကြောင့်ရှောင်ရှားနိုင်အကောင်းဆုံးပဲလို့အကြံပြုပါတယ်ဖုံးနှိမ်သွားအောင်လုပ်လိုက်တာပဲလေစစ်တပ်ကတော့ထုံးစံပဲအဲ့ဒါလို့အစင်လာရှိရဲ့ဗျ ဲ့ဒီအောက်ထဲရှောက်ရဲသူရှိရှောက်ကြပေါ့ဗျာအဲ့ဒါလိုရှောက်ကြရင်တော့ဘေးအန္တရာယ်အသက်အန္တရာယ်နဲ့ကြုံကိုကြုံရမှာသူတို့မှာဖုံးကန်နေသွားတာရှစ်စစ်ချီတော့နောက်တန်းကမိမတွေဖောက်ပြန်တိုက်ပွဲကြတတ်တာတို့အင်္ဂါချွေရင်းတာတို့သာသမီထိခိုက်တတ်တာတို့လည်းဖြစ်တတ်တာကိုဆိုပါတယ်သိပ္ပံပညာနဲ့နှိုင်းရှင်သုံးတဲ့ရင်တော့ဒါရီယာခင်းနောက်ပြန်ဆွဲတဲ့အယူဆတွေလို့ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာခေတ်အဆက်ဆက်အုပ်ချုပ်သူတွေဟာ ဗီရင်ရရရတွေအသုံးပြုလို့ရှိပါတယ်။နိုင်ငံတော်အကြီးအကဲတွေအသုံးပြုတဲ့နာမည်ကြီးဗီရင်ဆရာမျိုးတွေတော့ပေါ်ထွန်းခဲ့ပူပါတယ်။အခုမြန်မာနိုင်ငံမှာဆန္ဒပြသူတွေကိုဥကောင်းချိန်ပြီးတနက်နေ့ပြစ်တာဟာလေရရရအရာလုတ်တာလို့ယုံကြည်သူတွေအများအပြားရှိပါတယ်။မြမတက်မတော်ခေါင်းဆောင်ကူကွယ်တဲ့ဝစီဘိတ်ဆရာတော်တို့ကခေပြောင်းချင်းခေါင်းကိုပြေးလို့ရရရပြေးရတဲ့အဲ့ဒီရရရအတိုင်းလုံနေတာကိုလူမှုကွန်ရက်မှာရက်ွက်ထဲမှာပါလူအများအပြားကယုံကြည်ကြည်ပြောဆိုကြပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံကအောက်ထုတ်သူအလွာပိုင်းမှာဒေရင်ရေဒီယာကိုကိုယ်တိုင်လည်းရုံုံကြည်ကြည်အသုံးပြုတတ်သလိုတံပြန်ရေဒီယာကိုကြောက်ရွံ့တကြကြောင်းလည်းထောက်ထားတော်များများတွေ့ရပါတယ်။အခုဆိုရင်အလိုခဏပြန်ဆွဲတဲ့အယူဆဖြစ်တဲ့ဗျာဒိတ်တော်ဆိုတာကိုတော့ရုရှားထိသွားပြောနေတာကိုလည်းတွေ့ရပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ကလူငယ်ပြည်ရင်ဆရာလင်းညွတ်တာကိုရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခဲ့ပါတယ်။ ဖန်စီရတဲ့အကြောင်းကိုလည်းမေးမြန်းတဲ့အခါလူငယ်ပီရင်စီယာလင်ညွတ်ဒါယာရဲ့ရေဒီယာနဲ့ပတ်သက်ပြီးမေးချင်လို့ပါလို့လာရောက်ဖန်စီသူတွေကဆိုပါတယ်။ညီလေးတို့လူမှုကွန်ရက်မှာတင်ထားတဲ့ဟာရှိရဲ့ဓာရီဘာရီနဲ့ဖျောင်းနိုင်တွေအဲ့ဒီဟာနဲ့ပတ်သက်ပြီးမေးချင်လို့လို့ဆိုပါတယ်။မေးချင်လို့ခေါ်လာပါဆိုပေမဲ့သူ့ကိုအလွန်ကြီးလေးတဲ့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှာ905ခါခွေးနဲ့တရားစွဲဆိုခဲ့ပါတယ်။အခုလိုပီရင်စီယာတွေကိုပုံမှန်ကြီးကြီးနဲ့ဖန်စီအရေးယူနေတဲ့အတွက် ရန်ကုန်မြို့ကပေရင်ဆရာကြီးနဲ့မန္တလေးကပုံနာပေရင်ဆရာကြီးတို့ကသူတို့အမိကိုမထုတ်ဖော်ဖို့တီအမီဒီယာကိုပန်ကြားခဲ့ပါတယ်။လင်းညွတ်တာယာဟာဒါကိုကြောင့်မဖျောင်းနိုင်ထွန်းကြီးတာဖျောင်းနိုင်ကိုအကိုကြောင့်နဲ့စိုက်တာ စားတဲ့ရည်ရအစီရင်တွေကိုပြုလုပ်ခဲ့လို့အဖမ်းခံရတာပါ။ဒါအပြင်လူငယ်ကပြအစီရလင်းညွတ်တာယာဟာမင်းနံသူဂျိန်စာကိုအသုံးပြုပြီးဂျိန်စာတိုက်ခဲ့တယ်လို့ဆိုပါတယ်။ရည်ရတွေနဲ့အတူ2021ခုနှစ်ကာလတုန်းက ခေစားလာတဲ့ထဲမှာကျင်းစာလက်တစ်ခုအပါဝင်ဖြစ်ပါတယ်။မင်းနံသူကျင်းစာမိဖုရားဖွာသောကျင်းစာအပါဝင်ရှေးခေတ်ကနမဲကြီးကျင်းစာတွေကိုပြုပြင်မိုးမှန်ပြီးအမျိုးမျိုးကျင်းစာတိုက်ကြတာကိုလူမှုကွန်ရက်မှာတွေ့ရပါတယ်။ညဘက်အချိန်တုတ်တန်ကိုလူငယ်တစုသွားရောက်ဖျောင်းနိုင်မိတွေထုံးညီပြီးကျင်းစာတိုက်ကြတာကိုလည်းလူမှုကွန်ရက်မှာတွေ့ခဲ့ရပါတယ်။၂0021ခုနှစ်မလ6ရက်နေ့ကလည်းပကံဖျားဟောင်းတစုအတွင်းမှာမိမက်ပြိုတစုက ကြိစာရုပ်ဆိုပြီးစစ်သားရုပ်တွေကိုမီးပုံရှိုးတာဖက်နက်နဲ့နှင်းချွေကြတာကိုလူမှုကွန်ရက်မှာဗီဒီယိုနဲ့ဖြန့်ချီခဲ့ပါတယ်။ရန်ကုန်မြို့ကနမဲကျော်ပေးရင်ဆရာတဦးကကြိစာနဲ့ပတ်သက်ပြီးအခုလိုဆိုပါတယ်။ကြိစာတိုက်တာကတော့အင်မတန်ကြောက်စရာကောင်းတဲ့တိုက်ခိုက်ရေးတစ်ခုပါ။လူတွေအင်မတန်မုန်းလို့ဝိုင်းပြီးကြိစာတိုက်ကြရင်တော့အလွန်ဆိုးပါတယ်။ကျင်းလိုက်ပြီဆိုရင်တမာတေဝနှကောင်းနှက်မြက်တွေမခံနိုင်ဘူးပေါဝင်ရတာပဲကျိစာအတိုက်ခံရရင်လူတယောက်မှအနေရရှိတတ်တယ်အဲဒါကြောင့် ပကံခိကဖရားတိန်ကျင်းစာတိုက်ပြီးမှဖရားတဲကြတာအားလုံးကဝိုင်းမှုပြီးစနစ်တကျကျင်းစာတိုက်ရင်ထီရောက်တယ်ကျင်းစာတိုက်တယ်ဆဲရယ်ကျင်းဆိုရယ်ဆိုတာတွေရှိတယ်လွတ်တော်ကိုစလဲတွေတမရတွေတော့ကျင်းဆိုကြရတာပဲလို့ပြောပါတယ်ရေရီယာတွေကျင်းစာတွေထမိန်တန်းတွေဟာ2021လူလူလှူရှားမှုရဲ့ထူးခြားချက်တစ်ခုလို့တော့စုကောင်းဆိုလို့ရနိုင်ပါလိမ့်မယ်1988လူလူလှူရှားမှုမှာအဲ့လိုရဒီယာတွေ၊ကျိစာတွေ၊ထမိန်တန်းတွေကိုလူထုဘက်ကအသုံးပြုတာမတွေ့ခဲ့ရပါဘူး။ ါပေမဲ့လူငယ်ပိုင်းကတော့ထမိန်နဲ့ပတ်သက်ပြီးသူတို့မှာအစွဲလက်မရှိဘူးလို့ဆိုကြပါတယ်။လူငယ်ကပြားစီယာမောင်ဆောင်ခါကထမိန်နဲ့ပတ်သက်ပြီးသူ့အယူဆကိုအခုလိုပြောပါတယ်။ဒီနေ့မှာကျွန်တော်တို့ဟာစစ်အာဏာရှင်စနစ်တွေမဟုတ်ဘူး။ကျွန်တော်တို့အကြမ်းမှာအယူဆွဲနေတဲ့အယူဝါဒတွေတလွဲတွေးခေါ်တွေကိုကပြားနဲ့တည်းတိုက်ခိုက်ဖို့အတွက်ဒီနေ့ကျွန်တော်တို့ထမိန်ကိုအလံထူကြတာပါ။ကျွန်တော်အခုကောင်းပေါင်းထားတာထမိန်ကောင်းပေါင်းပါ။ ဒီထမိန်ခေါင်းပေါင်းသည်ကျွန်တော်အတွက်ကြီးကအောက်ထုတ်ပဲကျွန်တော်အဲ့လိုယုံကြည်ရဲ့ဒီဟာကိုပေါင်းထားတဲ့အတွက်ကျွန်တော်ကိုကိုကိုလုံခြုံတယ်လို့ခံစားရတယ်ထမိန်ဟာငါတို့အလံဖြစ်တယ်ငါတို့အလံဟာငါတို့အောင်ပွဲအမှတ်သားဖြစ်တယ်လို့လည်းမောင်ဆောင်ခါကဆိုပါတယ်အဲ့ဒီတော့ကထမိန်ခေါင်းပေါင်းခဲ့တဲ့မောင်ဆောင်ခါဟာအခုအခါမှာ BBL ဗမာအမျိုးသားတက်တော်ရဲ့ခေါင်းဆောင်ဖြစ်နေပါပြီ။ ။ရန်ကုန်မြို့ကဘေးရင်ဆရာကြီးကတော့ထမိန်ကိုခေါင်းပေါင်းခြင်းအမိထမိန်ကိုခေါင်းပေါင်းပါ။အမိထမိန်ကတော့ဖုံးမနစ်စေရပြင်အနေရကင်းစေရလို့ဆိုပါတယ်။ထမိန်နဲ့ပတ်သက်ပြီးညဉ့်ညမ်းတယ်လို့ယူဆသူဖုံးနေတယ်လို့ယူဆသူတွေဟာဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ဒါပေမဲ့ဗုဒ္ဓဘာသာ စာပေကျမ်းဂန်ထဲမှာတော့မိမကယောက်ျားထက်ရုပ်တယ်လို့လည်းမဆိုပါဘူး။ထမိန်ဟာညဉ့်ညမ်းတယ်လို့လည်းမဆိုကြပါဘူး။လန်ဒန်မြို့တာလနာယန်တီចောင်းတိုက်ကဆရာတော်ဦးဝုဒ္ဒရာက ဆိုပါတယ် မိမထမိန်ဟာယောက်ျားပစိုးထက်မယုံညံ့တဲ့အပြင်မိမထမိန်ကပိုဆွမ်းတယ်လို့ယူဆတာမျိုးအောင်ရှိခဲ့ရလို့ဆရာတော်ဦးတော်ရကဆိုပါတယ်၂021ခုနှစ်ဆန္ဒပြပွဲတွေအတွင်းရန်ကုန်မြို့ကလမ်းတွေပေါ်မှာထမိန်တွေအများအပြားတွေ့ရပါတယ်ရည်ရွယ်ချက်ကအမျိုးမျိုးပါတချို့ကထမိန်ရည်ရည်တိမ်စာတွေကိုအမှန်တကယ်ယုံကြည်ကြပါတယ်တချို့ကတော့တကယ်မယုံကြည်ကြပေမဲ့စိတ်ဓာတ်စစ်စစ်ရေးစိုက်ဝါအဖြစ်အသုံးပြုတာဖြစ်ပုံရပါတယ် အခုပြောပြခဲ့တာကတော့အမျိုးသမီးများနဲ့အထိမ်းအမှတ်ဖြစ်နေကိုသိန်းမြတ်2021ခုနှစ်တုန်းကရွေးခဲ့တဲ့ထမင်းအကြောင်းကိုမိုးမှန်ပြီးပြန်လည်တိဆက်ထားတာဖြစ်ပါတယ်။